American ချင်းဆိုင် Council on Foreign Relations ဖွဲ့ကြီးမှလက်ရှိအနေအထားကိုယခုလိုတုံ့သက်ပြခဲ့ပါတယ်။2021ဖေဖော်ဝါရီလအနာသိမ့်ပြီးချိန်မှာစစ်အုပ်စုကဆန့်ကျင်လာမှုတွေကိုအလွယ်တကူနှိမ်နှင်းပစ်နိုင်လိမ့်မယ်လို့တွက်ဆခဲ့ကြပါတယ်။စစ်ကောင်စီဘက်မှလက်နက်အင်အားအရင်းမြစ်များအဆောက်အအုံအရာရာတာလုံနေတဲ့အပြင်တော်လိုင်းဘက်မှာကစူးစီးထားတဲ့အင်အားမဲမဲရရမရှိဖြစ်နေကြတယ်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့စစ်တပ်ဟာနေမြေအမြောင်များကိုဇက်တိုက်ဆိုသလိုလက်လွတ်လာခဲ့ရပြီး စီးပွားရေးအရေးမြင့်များနဲ့လူတို့ရဲ့စိတ်နှလုံးကိုပါလက်လွတ်ဆုံးရှုံးသွားခဲ့ရပါတယ်။အတင်းအဓမ္မစစ်ထဲဆွဲသွင်းလာတဲ့လူငယ်လူရွယ်လေးများအပေါ်အားထားလာခဲ့ရတော့လေ။တော်လိုင်းတပ်ဖွဲ့များရဲ့ခြေမုံချင်းခံခဲ့ရပြန်ပြီးရင်းဆိုင်တိုက်ပွဲများမှာအရေးနိုင်လာခဲ့ရတာကြောင့်အရာရှိများအကျက်စစ်သည်များအစုလိုက်ပြုံလိုက်ထွက်ပြေးခေလုံလာခဲ့ကြပါတယ်။နိုင်ငံကျယ်ဝန်းရဲ့20ရာနှုန်းကိုသာထိန်းချုပ်ထားနိုင်ခဲ့ဖြစ်ပြီးတော်လိုင်းတပ်များဘက်ကတော့၎င်းတို့ထိန်းချုပ်နိုင်မှုရဲ့နှစ်ဆကျော်ခန့်တည်ယူထားပါတယ်။ အေယာဝတီတရံကစစ်တပ်ကခိုးလုံနာသူများနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ထုတ်ပြန်ချက်အားကိုကပြီး2025ဇန်နဝါရီလမှစက်တင်ဘာလအတွင်းစစ်အုပ်စုတပ်ဖွဲ့ဝင်များရဲများတပ်သားတင်များမှဗတ်ပြောင်းလာသူလက်နက်ချသူစုစုပေါင်း2000ကျော်ခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒီထက်ကအများစုမှာစစ်မှုထမ်းဥပဒေနဲ့ဆက်နွယ်ပြီးဒေါ်လိုင်းဘက်တဖြည်းဖြည်းခိုးလုံလာကြခြင်းလည်းဖြစ်ပါတယ်။ဒေါ်လိုင်းမဟာမိတ်အဖွဲ့မှတိုင်းသာရဏကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုစွန့်ခွာခဲ့တဲ့လူငယ်များပါဝင်နေပါတယ်။စစ်အုပ်စုဟာနောက်ဆုံးပေါ်လန်းနေများအပြင်ဝေဟင်ကိုစိုးမိုးထားနိုင်တဲ့အကြောင်းမှာဒေါ်လာရေးညွန်ပေါင်းဖွဲ့များရဲ့အောင်မြင်မှုကို ကြက်တီတည်သွားခဲ့ကြပါတယ်။တိုင်းသာတက်တွေဟာ၎င်းတို့အခြေချင်းပြန်တိုက်နေကြသူများဖြစ်တာကြောင့်မချမီပြိုကွဲသွားနိုင်မယ်လို့မျှော်လင့်နေကြတော့လေ။ယခုတည်းကခိုင်ခိုင်မြဲမြဲမဟုတ်တဲ့အတိုင်းလက်ချင်းချိတ်ထားနိုင်ကြစေဖြစ်ပါတယ်။ဒေါ်လာရေးဖွဲ့များနဲ့၎င်းတို့အားပြင်ပမှထောက်ခံမှုပေးနေကြသူများက လက်ရှိမှာဆေးဥစုဟာလူဦးရေအများစုနေထိုင်ရာဒေသတွေကိုထိန်းချုပ်ထားနိုင်ဆဲဖြစ်တော်လဲပြိုလဲသွားဖို့သာရှိတယ်လို့ခံမှန်းနေကြတယ်ဖြစ်ပါတယ်။သို့တော်လဲဩစတြေးလျရှိ Lowy Institute ကတော့အစိုးရစကားဟာဓမ္မတိုက်တန်ကြကြသုံးသက်ခြင်းမျိုးမဟုတ်ပဲကိုလိုရာဆွဲတွေးနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ယခုပင်ဆန္ဒလာကြပြီးတဲ့နောက်မှာစောင့်ကြည့်လေ့လာသူတချို့ကဆေးဥစုဟာလုံးဝပြတ်သုံးတော့မဲ့အခြေအနေမှာရှိနေပြီလို့အခိုင်အမာပြောဆိုနေကြဆဲဖြစ်ပါတယ်။ ၎င်းတို့ဟာဒုက္ခဒုက္ခပေါင်းများစွာရင်ဆိုင်နေရဆဲဖြစ်တော်လေယခုထိအံအားသင့်ွယ်ကောင်းလောက်အောင်ကြံ့ကြံ့ခံနိုင်နေဆဲဖြစ်ပြီးတိုင်းပြည်ရဲ့စီးပွားရေးအချက်အချာနေရာများနဲ့လူဦးရေများစုကိုထိမ့်ချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ဆိုပါတယ်ပြည်ရဲ့လာတွေအတွင်းဆေးအုပ်စုဟာပြန်ပြီးအရေးတာလာခဲ့သလိုကြောင်မဲကိုပြန်လဲတည်ယူနိုင်ခဲ့တာကြောင့်အရေးပါတဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုထိမ့်ချုပ်နိုင်ခဲ့ပါတယ်2023 2024ကအကြီးအကျယ်အရင်းနှိမ်လာခဲ့တာကိုတွေ့လာရတာကြောင့် ဘေကျင်းဟာစစ်အုပ်စုအားအပြစ်ဝပံ့ပိုးပေးလာခဲ့ပြီးစစ်ကောင်းဆောင်များကလည်းတန်တမန်ရေးအရာအပေကံဖြစ်နေတဲ့ဘဝမှာဆွဲထုတ်ကူညီပေးလာခဲ့ပါတယ်။ဘေကျင်းဟာ2024အတွင်းစီးပွားရေးအကူအညီဒေါ်လာ3ဘီလီယံခန့်ကူညီမယ်လို့ကမ်းလှမ်းခဲ့ပြီးစစ်အုပ်စုနယ်မြေအချို့ပြန်သိမ်းနိုင်ဖို့ဒရုန်းများပံ့ပိုးပေးလာခဲ့ပါတယ်။အမေရိကန်ဘက်ကတော့တော်လိုင်းဘက်ကိုပေးနေတဲ့ကူညီများဖြတ်တောက်ဖြစ်ခဲ့ပြီးထရန်ဆိုရကမြန်မာမှာမြေရှားတပ်တို့အများများထွက်ရှိနေတဲ့အတွက် စစ်အုပ်စုနဲ့ဆက်ဆံဖို့ပင်ချိန်ဆနေတယ်လို့သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ယခုအခါမိသည့်ဘက်ကမှဖြစ်ဖြစ်သားသားအသာစီးရလာခြင်းမရှိတဲ့အတွက် ရုံးမထွက်နိုင်တဲ့အနေအထားဖြစ်လာနေပြီးစစ်အုပ်စုကမြို့ရွာများဘာသာရေးပွဲတော်များကိုရရဲဆက်ဆက်ဘုံကျဲတိုက်ခိုက်နိုင်နေစေဖြစ်တာကြောင့်ဆက်ပြီးတေချာကြည်ကြဖို့ရှိနေတယ်လို့ဆိုပါတယ်။တိုင်းပြည်ဟာထိုးထိုးဖြစ်လာနေတဲ့အတွက်ပြက်တုံးလာသောနိုင်ငံပေါ်ကရောက်လာနေပြီဖြစ်သလိုလူဦးရေတဝန်းဒီပါကဆင်းရဲပင်ပန်းစွာရုန်းကန်နေကြပြီ တန်ပေါင်းများစွာကနိုင်ငံတွင်အိုးမဲ့အိမ်မဲ့ဘဝရောက်နေကြပြီးအခြားနိုင်ငံများသို့ထွက်ပြေးခိုလုံရသူများလည်းရှိလာနေပါတယ်။နေရာများပြားမှာတရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူသားချင်းစာနာထောက်ထားတဲ့အကူအညီများဆိုတာကလည်းမဖြစ်စလောက်သာရရှိခဲ့တယ်လို့ဆိုပါတယ်။အမျိုးသမီးများနဲ့မိန်းကလေးများပေါ်အကျန်းဖတ်မှုများကလည်းတဟုန်ထိုးမြင့်တက်လာနေပါတယ်။ငါပြားကဲ့သို့ယောဂမျိုးကလည်းနေရာအနှံ့မှာတွေ့လာနေရပြီဖြစ်ပြီးရာဇဝဲခိုင်းကြီးများဟာလည်းရှင်သန်ကြီးထွားလာနေတယ်လို့ဆိုပါတယ်။တကယ်တမ်း မြန်မာဟာယခုအခါကမ္ဘာရာဇဝတ်ကိုင်းများရဲ့ဗဟိုအချက်အချာဖြစ်လာနေပါတယ်။တိုင်ဝမ်များရောကြသွားမဲ့အလားအလာလည်းမရှိတဲ့အပြင်ဆေးအုပ်စုကရွေးကောက်ပွဲလုပ်မယ်ဆိုတာကိုလည်းအလျှော်ပေးမဲ့ပုံစံမရှိပဲ၎င်းတို့ရဲ့ရွေးကောက်ပွဲကတရားမျှတမှုရှိမှမဟုတ်တဲ့အပြင်ဖွဲ့စည်းပုံအားလည်းပြင်ဆင်ပေးမယ်ဆိုတဲ့ကတိစကားမျိုးမရှိသေးဘူး။မြည်သူများဆစ်ဆက်ဆွေးနွေးရေးဇပွဲဝိုင်းကိုရောက်လာကြမှာမဟုတ်တဲ့အတွက်မြည်သည့်ဤနည်းများတည်တတ်ခိုင်မြဲတဲ့ငြိမ်းချမ်းမျိုးလည်းရနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပြင်အသက်အရွယ်ရောက်လာပြီဖြစ်တဲ့ ဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်အားအပြန်ထွက်ဈေးကူတာဝင်ပေးရန်ရင်းဆန်နေခြင်းကပဲ၎င်းတို့ဘက်ကယုံသားမှုမရှိတဲ့လက္ခဏာပင်ဖြစ်တယ်လို့ဆိုပါတယ်။ထို့ကဲ့သို့လုပ်နေခြင်းကပဲတိုင်ဝမ်ပြည်ဆက်ဖြစ်နေဖို့အကြောင်းများဖြစ်လာပြီးတိုင်းပြည်ကိုဖျက်ဆီးပစ်နေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည် စစ်တပ်ကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်ခဲ့ရတာလို့ RCSS ထုတ်ပြန်လာတဲ့သတင်းကိုလည်းဆက်ပြီးပြောပါမယ်။စစ်ကောင်စီတပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့တာလို့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS ကဒီကနေ့အောက်တိုဘာ16ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ RCSS အပါအဝင်တိုင်းပြည်နယ်နက်ကိုင်စစ်ဖွဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းနိုင်ငံလုံးအပြည့်အစုံအစည်းအကောင့်ထဲပေါ်မှု ရီမတ်ချက်အတိုင်းမဆောင်ရနိုင်တဲ့အားနည်းချက်နဲ့စိန်ခေါ်မှုတွေကြောင့်ဖော်ပြရမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ဆိုတဲ့အချက်ကိုထည့်သွင်းရေးသားဖော်ပြခဲ့တာပါ။နှုတ်နှစ်ဖက်ကြားယုံကြည်မှုမတည်ဆောက်နိုင်တာ။နှုတ်နှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်အတိုင်းအကောင့်ထဲမှာပေါ်နိုင်တာ။2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးဖိအားပေးတာ။တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်စိတ်အားထက်သန်မှုနှဲပါတာ။စတဲ့အချက်တွေကိုလည်း RCSS ကဖော်ပြထားပါတယ်။အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ RCSS ယူဆထားတဲ့အကြံပြုချက်တွေကိုလည်းရေးသားဖော်ပြထားပါတယ်။အဲ့ဒီအကြံပြုချက်မှာစစ်တပ်နဲ့တိုင်းဒေသနဲ့ကင်တပ်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုတာကိုဖော်ပြထားပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အဖက်ဖက်ကဆွေးနွေးရေးနည်းလမ်းနဲ့တွဲဆောင်အကောင့်ထဲဖော်ဖို့လည်းတိုက်တွန်းထားပါတယ်။ RCSS ဟာစစ်တပ်အာဏာသိမ်းစကအာဏာသိမ်းမှုကိုပထမဆုံးအကြိမ်ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကြေညာခဲ့တဲ့အဖွဲ့ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့စစ်တပ်နဲ့ထိတွေ့ဆက်ဆံတာဆွေးနွေးတာတွေလုပ်ဆောင်ခဲ့သလို စစ်ကောင်စီနဲ့လည်းတိုက်ပွဲဖြစ်တာလည်းမရှိသလောက်နဲ့ပါခဲ့ပါဗျ။ကရင်မျိုးသားစည်းရုံး KNU အပါအဝင် NCA လက်မှတ်ရေးထိုးမှုမှာပါဝင်ခဲ့ပေမဲ့လက်ရှိစစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့ဒိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့အော်တိုဘာလ23ရက်ကသဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရမှာ2021ဆက်အာဏာသိမ်းမှုက MCA ရဲ့အနှစ်သာရအခြေခံမူကြီးမှန်းချက်တွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်ဖျက်ဆီးလိုက်တာဖြစ်ပြီး MCA ကောင်ထဲအဖော်မှုလုပ်ငန်းစဉ်ရပ်ဆိုင်သွားကစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိစေခဲ့တယ်လို့ဖော်ပြထားပါတယ် NCA မိခံဟန်ပြလုပ်ငန်းစဉ်တွေစစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲတွေဟာစစ်အာဏာရှင်တွေကနိုင်ငံကိုတစ်သလုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရဖို့ကြိုးပမ်းတာဖြစ်ကြောင်းလည်း GNU အပေါ်ဝင်တိုင်းသားလက်နက်ကိုင်6ဖွဲ့ရဲ့ကြီးညာချက်မှာဖော်ပြထားပါတယ်။ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင်စစ်တပ်နိုင်ငံရေးမှာပါဝင်မှုမရှိသေးဘူး။ပြည်ပခအတွင်းမတရားကျူးလွန်ခံရသူတွေတရားမျှတမှုရရှိစေဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲနိုင်ဖို့လိုအပ်ကြောင်းလည်း KNU အဖွဲ့ဝင် NCA လက်မှတ်ရေးထိုးမှုမှာ ပါဝင်ခဲ့ဖို့တဲ့တိုင်းရင်းသား6ဖွဲ့ကသဘောထားထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။စကိုင်းနဲ့ကချင်အဆက်ပမောက်မြို့နယ်ကမန်လူပင်ခါကြီးဝါနာမှာရှိတဲ့စခန်းကုန်းတစ်ခုကိုကာကွယ်ရေးပူးပေါင်းတပ်တွေတိမ့်ပိုက်ပြီးရပ်ပိုင်းအကြမ်းမှာပဲပြန်လက်လွတ်လိုက်ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နှိစ္စသူတွေစီကသိရပါတယ်။981.0လို့အမည်ရှိတဲ့ဆိုပါစခန်းကုန်းကို တော်လိုင်းအင်အားစုတွေကဒီလအော်တိုဘာ၈ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ပေမဲ့ အော်တိုဘာလာဆယ်ရည်နေမှာပြန်လက်လွတ်ခဲ့ရတယ်လို့ကာဝေးနဲ့နီးစပ်သူတူကလည်းအခုလိုပြောပါဗျ။ကျွန်တော်တို့ဘက်ကအဲ့ဒီစခန်းကိုဒီလာထဲမှာပဲတင်ထားတာဟုတ်ပါတယ်။ပြီးတော့ရပ်ပိုင်းအကြာမှာပဲပြန်လက်လွတ်လိုက်ရတာပေါ့။981.3ဖြစ်တယ်လို့ပြောဆိုထားပါဗျ။စစ်ကောင်စီတပ်နဲ့ရှမ်းပြည်မျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာဗမာမျိုးကိုလက်လွတ်လိုက်ရတဲ့နောက်အင်အားဖြည့်တင်းမှုတွေလုပ်ထားသလိုဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီးထိုးစစ်စင်နာရီဆက်တိုက်လုပ်လာတာလို့စစ်ရေးသတင်းမြစ်တွေကပြောပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလာ9ရက်7ရက်နဲ့13ရက်နေ့တွေမှာဆိုရင်လေဗမောင်းမြို့နယ်ကက်လျက်မှာရှိတဲ့ကြေးရော်တွေကိုလေးချောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့နေဆက်ဒေတာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကြောင်းနာတလကိုလည်းလေးချောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာ981.0ပိုင်ကုန်းကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့တဲ့ရှမ်းပြည်မျိုးသားတပ်မတော် SNA ပူပေါင်းတပ်တွေကတော့ဒီစခန်းသိမ်းနိုင်ခဲ့တဲ့အကြောင်းကိုဗီဒီယိုနဲ့တကွ၎င်းတို့ရဲ့ဝါရဖြန့် Telegram Channel တွေနဲ့ Facebook စာမျက်နှာတွေမှာထုတ်ပြန်လာတာတွေ့ရပါတယ်။နလာပိုင်း16ရက်နေ့မှာကျွန်တော်တို့သိမ်းနိုင်ခဲ့တဲ့စကမ်းကို PDF တွေက17ပိုင်း10ရက်နေ့မှာလာပြန်သိမ်းထားတာ။အဲ့ဒါကို16ပိုင်း14ရက်နေ့မှာကျွန်တော်တို့ကပြန်လည်သိမ်းပိုက်ခဲ့တာပါလို့ SNA တပ်သားတို့ကပြောဆိုနေတာကိုရိုက်ထားတဲ့ရုပ်သံဖိုင်တစ်ခု၎င်းတို့ကိုထောက်ခံတဲ့လူမှုကွန်ရက်စာမျက်နှာတချို့မှာဖော်ပြလျက်ရှိပါတယ်။ဒီ981တက်စကမ်းကိုကာဝေးပူပေါင်းတက်တွေကနှစ်နှစ်ကျော်လောက်အထိုင်ချတက်ဆွဲထားရကနေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မှာတော်လိုင်းအင်အားစုတွေကလက်လော်ထားခဲ့ရတဲ့စခန်းလေးဖြစ်ပါတယ်။လက်ရှိမှာတော့နှစ်ဖက်လက်နက်ကိုင်တပ်တွေအကြားအဆိုပါတပ်စခန်းကိုပြန်လည်သိမ်းပိုက်ထိ ंछ ုပ်ရင်းလက်ရှိမှာစစ်ကောင်စီနဲ့ SND တပ်တွေကသိမ်းပိုက်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ရှမ်းပြည်မြို့သားတပ်မတော် SND ကစကိုင်းတိုင်းအထက်ပိုင်းဟုံမလင်းခန်းဒီနဲ့ဗမော့အပါဝင်ကချင်ပြည်နယ်တဲကမိုးညင်းမိုးကောင်းမြစ်ကြီးနောင်ဗမော့မြို့နယ်တို့မှာစစ်ရေးလှုပ်ရှားနေကြတယ်လို့သိရပါတယ်။ ဗမောင်မျိုးဟာစကိုင်းတိုင်းကသာခရိုင်အတွင်းကမြို့နယ်ရုံးဆိုင်ရာမြို့ဖြစ်ပြီးရှမ်းနီကဒူကနန်စတဲ့တိုင်းကအများစုနေထိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာ။